တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025 April လတရနေ့ရနေ့ခொနည်းနေ့တော်တွေမှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ပြီးဘဝအောင်မြင်နိုင်တယ်ခီးကိစ္စအစဉ်ပြေမယ်အကြီးကဲအမျိုးသမီးများအမေဖွားတော်တို့ရဲ့ကျမ်းမာရေးကူဆက်ရမယ်မထင်မှာပဲခီးသွားနိုင်မယ် ရှန်ကားခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းနဲ့အောင်မြင်လိမ့်မယ်။အရဝေးနိုင်ငံရချမ်းနဲ့ပတ်သက်တဲ့ကောင်းခြင်းသတင်းစကားနဲ့တိုးတက်ခြင်းများကိုကြုံတွေ့ရမယ့်နေထားရှိတယ်။ဘဝရည်မှန်းချက်နဲ့လူလားချက်တွေအကုန်လုံးအောင်မြင်မယ်။ခရီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလှုပ်တာလေးတွေအဆင်ပြေမယ်။ကံကြမ္မာမြင်မှားခြင်းနဲ့တိုးတက်ခြင်းရှိမယ်။နှစ်ရက်နေမှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်။မတော်တဆနဲ့သတိထားရမယ်။ အရှိရကုတီသွားစံနေရှိတဲ့တဲ့မနဲ့ခရနိုင်ခွဲနဲ့ကိုနိုင်တွင်မှသတိထား။၃ရက်နေ့မှာရံပတိဖက်ကရင်နဲ့ရင်ဆိုင်ပြီးမှလိုရာပြည့်စုံမယ်။အလွယ်ရာချင်းဖြစ်ခြင်းမရှိဘူးတိုက်ခတ်တဲ့ရံနဲ့ရှင်းပြီးလုပ်ရမယ်။၄ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမယ်။စားလိုက်တဲ့ကိစ္စမှာထူးထူးခြားခြားကောင်းနေမယ်။၅ရက်နေ့မှာအချွေးမီဟောင်းတွေပြန်တောင်းခံလို့ရတယ်။ရှားပိုင်ခွေတွေပြန်လဲတောင်းဆိုလို့ရတယ်။ခီးကိစ္စအဆင်ပြေတယ် 6ရက်နေ့လက်ဖွင့်ကံဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းနဲ့ရှိမယ်။ရှင်မန်းသားသည်များဆောင်ရွက်၍ထူးချိုးပေးတယ်။9ရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုရရှိမယ်။ဒီတပတ်တော်ကာလအတွင်းမှာဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်။တနေ့ကတွင်တင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ရှိတဲ့ကတိကောင်းနေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါလေ။နှစ်ခုကိုကနန်းနေချိုးပေးတယ်။ အစင်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြူဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧပြီလ10ရက်နေ့တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့အဲ့ဒီမနေ့9နိုင်ချိန်မှာဖရာဇေဒီရဲ့ဗုဒ္ဓတော်မှာဗဒောင်းညဆနေညသွားရောက်တင်ပြီးတော့အလိုရှိရာဆန္ဒပြုပါဒါတနေ့မှတည့်ရက်တည့်ရက်မှမှအဲ့ဒီတမနေ့အဲ့ဒီချိန်မှာလုပ်ရယ်ဆူတောင်းပြည့်တယ် ချိုးကြတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့ဆုံးချပြီးကောင်းခြင်းကံကြမ္မာကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလတရက်နေ့ရက်နေ့ခொနည်းနေ့တော်တွင်မှာကောင်းသောကံတွေရှိတဲ့ရန်တိုက်ကံတွေနဲ့လည်းကြုံမယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်ကိုလိုချင်တဲ့ဖြစ်လို့တဲ့ကိစ္စတွေအကုန်လုံးကိုလည်းအတိုက်ခံတွေကြားတွေထိုးပေါက်ပြီးလောကိုင်းတိုင်းနဲ့ ။စာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲတည်ထားပဲ။ဂျာဝင်တာဝန်ယူခြင်းအမှတ်ခံခြင်းမပြုရအောင်။သူများပြဿနာကိုပြဿနာဖြစ်ရန်တိုက်ခံနေတဲ့ထိတဲ့တွေ့ရတဲ့တဲ့။ငွေကြေးပေးယူညှိပွားစရာတွေရှိတတ်တဲ့အတွက်ဝေပေးငွေယူကိစ္စမှန်သမျှသတိနဲ့ဆောင်ရွက်ရမယ်။အခြေပြတာရေးတွေမှာလည်းမထင်မှတ်ထားတဲ့ပြဿနာသေးလေးရတယ်ကြီးစားပြဿနာတွေဖြစ်ကူးပြောင်းတတ်တယ်။ရန်တိုက်ခံနေတဲ့ရှင်ပြီးလောရတဲ့နေ့အရာရာသတိထားတဲ့နေ့ဖြစ်တဲ့နေ့ရက်နေ့မှာ ငွေကြေးကလုပ်ငန်းကဘဝကတိုးတက်မယ်အပြောင်းလဲတွေနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်အရှိရကိုတည်သွားစရာနည်းရှိတတ်တာသတိထားမယ်မနဲ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်ကြာသတိထားသုံးရက်နေ့မှာရံပတိဘက်ကနေနဲ့အောင်မြင်ခြင်းတွေကိုဖောက်ထွင်းပြီးတော့လုပ်ကင်နိုင်တဲ့ကံအရာရာစင်ပြောင်းဆောင်ရွက်နိုင်တဲ့အခွင့်အရေးတွေရှိလာမယ်၄ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ငွေကြေးကလုပ်ငန်းကဘဝကတိုးတက်မယ် စီးပွားကံထူးကောင်းမယ်မထင်မှန်ဘဲကိုငွေကြေးဝင်လိမ့်မယ်ငါးရက်နေ့မှာအတိုက်ခံအင်မတန်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့လိုက်တယ်၆ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်တွေကိုတည်းအင်မတန်ကောင်းတယ်လမ်းကြောင်းသစ်နဲ့ထိုးပေါက်ပြီးတိုးတက်သွားမယ်ဆုံးဖြတ်ချက်မှန်လိမ့်မယ်ခုနှစ်ရက်နေ့မှာအကျွေးဟောင်းပြန်တောင်းလို့ရတယ်ခီးသွားလို့အဆင်ပြေမယ်သွားနေကြမှုတဲ့နေရာတစ်ခုကိုရောက်သွားနိုင်မယ်ထူးခြားတဲ့ကံကြမ္မာကောင်းတွေပေါ်ထွန်းလာနိုင်မယ်ဒီတပတ်တာကာလအတော်အတွင်းမှာ ဇာသပတိနေဗုဒ္ဓဟူးနေသောကြာနေဝိသူတွေကောင်းကျိုးပေးတယ်တနည်းငွေတွေကနေဝိသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်တင်ငါကိုကနန်းနေချိုးပေးတယ်အစေးရောက်ဖြစ်ရောမိခွန်းရောက်တော့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်နိုင်တယ်အင်္ဂါနေမွေးသူတွေအတွက်တကူးလာရဲ့ပထမဦးဆုံးအင်္ဂါနေဧဘရလ10ရက်နေ့မနေ့9နိုင်ချိန်မှာ ဗဒောင်းညွန့်72ညွန့်ဖရာဇေဒီရဲ့ပௌဓုတော့မှာမနေ့9နိုင်အချိန်တိတိကျကျသွားရောက်ပြီးတော့တင်ပြီးတော့အလိုရှိရဆန္ဒပြုအဲ့ဒီဆူတောင်းနေမလွဲဧကတိချမှုကြပြည့်စုံနေမယ်ကျေးဇူးတင်ပါတယ်ပௌဓုနေဝေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ ခွန်ရည်နေတော်တွင်မှာပြောင်းလဲမှုနဲ့တိုးတက်ဖို့ရှိတယ်ရေမှန်းချက်တဲ့အောင်မြင်မယ်ဆုံးဖြတ်ချက်မှန်မယ်လုံးသမျှထူးခြားတဲ့တန်လန်းနဲ့အောင်မြင်သောအကန့်ခွင်လန်းတွေကိုပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်ဒီကဏ္ဍအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်အပြောင်းလဲသည့်ရှိမယ်နေရာသည့်ဝင်းကျင်သည့်တွေနဲ့ပတ်သက်တဲ့သွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိလေဆောင်ရွက်တဲ့ကိစ္စရဲ့ကံအကျိုးပေးမှုကိုတည့်ရနေမှာကြုံမယ်အရာရာကောင်းသောနေထိုင်ရှိမယ် နေ့ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းဝေချေကံကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိမယ်။မတော်တဆတိကံကနေအကျိုးဆက်ရမယ်။အရှိရကုန်တည်သွားစရာနေရှိတတ်တယ်။မနေ့ခုနှစ်ခွဲနဲ့ခုနှစ်တွင်သတိထားရမယ်။သုံးရက်နေ့အရာရာကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကြိုးပင်းနိုင်တယ်။ဆောင်ရွက်လို့ကြိုးရှိမယ်။လေးရက်နေ့မှာအပြိုင်ဆိုင်မှန်သမျှကြော်ရွားပြီးဘဝတိုးတက်မှုရဲ့နေသာရကိုရမယ်။ဝေချေကံကောင်းမယ်။ ငါးရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။၆ရက်နေ့အလူမင်္ဂလာကိစ္စပါဝင်ရနိုင်မယ်။မြေတားရေးစမ်းပွင့်နိုင်မယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းကျောကောင်းသောသတင်းတိုးတက်မှုတွေရှိမယ်။ခုနှစ်ရက်နေ့မှာပထမဖေးအပြောင်းလဲတွေရှိလာမယ်။ခီးကောင်းနိုင်မယ်။ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံးစည်းခြင်းချိုးဖိချင်းကိုကြုံမယ်။တနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေတပတ်တာအတွင်းကောင်းစွာကိုယ်ကိုချိုးပြလိမ့်မယ်။ တနည်းကတွင်နေစင်းနေဝေးသူများကြောင့်စိတ်နောက်ရှက်တွေရှိရလိမ့်မယ်တတိထားပြီးဆက်ဆံရမယ်သူတို့ကိုတလေကိုကနန်ချိုးပေးတယ်အဝါလေးမော်ရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနည်းမှာတရက်တရက်မှာတမနဲ့ April တရက်နေ့မနဲ့9နိုင် အချိန်မှာဗုဒ္ဓတော်မှာသွားပြီးတော့ပတောက်၁၂ညတည်းလောယာစုတောင်းစုတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကာလကိုစနေတကြသုံးတန်ရင်အနာဂတ်တစ်နှစ်ကိုလည်းထဲရောက်ပြီးကိုအောင်မြောင်ဆောရနိုင်ပြီကျေးဇူးတင်ပါဇာသပတိနေ့မွေးသူအလုံးမင်္ဂလာပါ2025ဧပြီလ10ရက်နေ့နဲ့9ရက်နေ့အတွင်းဟာဇာသပတိနေ့မွေးသူတွေအတွက်လက်ကောင်းခြင်းကံကောင်းခြင်းအလိုပြည့်စုံခြင်း ဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝရည်ရွယ်ချက်တို့ရဲ့နှစ်သာရကိုလက်တွေ့ကောင်းတဲ့ဖို့၍မြန်မာသောအဆင့်တစ်ခုကိုကူပြောင်းတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့ကံခွင့်ရေးဘဝကံကြမ္မာအခွင့်အလမ်းနဲ့လိုရာပြည့်စုံခြင်းတွေရအခွင့်ရေးရှာဖွေရင်လည်းရရှိမယ်ရပိုင်ခွင့်တွေရှာဖွေရင်လည်းတိုးတက်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရေးတွေကိုလက်တွေ့သုံးချရွေးလဲကောင်းသောကာလတစ်ခုဖြစ်တဲ့တရက်နေ့အဲ့ဒီကအရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းကပွင့်တဲ့နေ့နှစ်ရက်နေ့အထူးသတိထားမယ်မတော်တဆညင်ရှိတတ်တယ် ရာတိုက်ခဏနေနဲ့လဲဂျုံတက်တယ်အဲ့ဒီနေ့ကမဟာရကျန်းနဲ့လဲတိုက်ဆိုင်နေတော့အသွားလာဂယူဆိုင်ရမှာပေါ့အရှိရကုန်တီသွားစံကြီးဖြစ်တတ်တယ်မနဲ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်တွင်သွားလာနေတဲ့ဒုပြုဂယူဆိုင်ရမယ်သုံးရက်နေ့မှာအရာရာဆင်ပြေမယ်ရပိုင်ခွင့်နေပြန်ရမယ်ဆုံးဖြတ်ချက်မှတ်မယ်၄ရက်နေ့ရပိုင်ခွင့်ဟောင်းနေပြန်နေရခြင်းအရဝင်းနဲ့ပတ်သက်သောကောင်းတဲ့တင်ကြုံချင်း၅ရက်နေ့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်း၆ရက်နေ့ ရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကြုံမယ်။ခုနှစ်နှစ်မှာတော့ဥတီချက်တွေဆောင်ရွက်သမျှတွေအစဉ်ပြေလင့်ကစားလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်နှောင့်နှေးသွားတတ်တယ်။တနည်းလာနေရင်ကနေဘုတ်ထူးနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းကတွင်တောက်ချာနေမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကိုကြုံနိုင်တယ်။ရှစ်ခုကိုကနိုင်နေအကျိုးပေးတယ်။ အနဲ့ရောင်ပြာရင်ရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလို့ရှိရာကိစ္စတွေကိုဆောင်ရွက်ရင်အထူးကြိုးရှိနေမယ်။ဧဘရလ၁ရက်နေ့တကူးလာရဲ့ပထမအဆုံးသောအင်္ဂါနေ့ထူးခြားတဲ့တကူးဆွမ်းသက်တိရှိတဲ့နေ့အဲ့ဒီနေ့မနေ့၉နိုင်ချိန်မှာဖျားဇေဒီရဲ့ဗုဒ္ဓဟူးတော်မှာသွားရောက်ပြီးတော့ပတောင်းညွတ်၁၂ညွတ်တင်ပြီးတော့အလို့ရှိရာဆူတောင်းလိုက်ပါအမှန်တကယ်ဆူတောင်းပြည့်ခြင်းနဲ့ကောင်းခြင်းကံကိုရမှာဖြစ်ပါတယ် ေးဇူးတင်ပါတယ်။တောက်ချာနေဖွေသူအားလုံးမင်္ဂလာပါ။2025ဧပြီလ10ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းမှာအပြိုင်ဆိုင်တွေများမယ်။ကိုနဲ့ထိတ်တရင်ဆန်းတဲ့သူတွေနဲ့ကြုံရမယ်။ဒါပေမဲ့ကိုကအနိုင်ရနေမယ်။ကိုရဲ့အတွေးယူဆတဲ့သူများနဲ့လုံးဝမတူဘူးတခါတည်းစန့်ကျင်နေလိမ့်မယ်သူတစ်ပါးနောက်ကိုလိုက်နေခြင်းနဲ့ကိုလန်းကိုထိုးပေါက်ပြီးသားလုံးလိုက်ပါခီးကိစ္စအစဉ်ပြေမယ်ဥတီချက်စစ်အောင်မြင်မယ် အတိုက်ခံအလုံးကိုကျော်လွှမ်းမယ်ရှင်းမကျက်သည့်တွေရှေ့တိုးလို့လို့ကောင်းမယ်ရပိုင်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တယ်အခက်အခဲအလုံးကိုထက်ရရင်ဆိုင်ဖြစ်ရှိတိုးတက်မှုကိုရနိုင်တဲ့ကာလဖြစ်တယ်တရက်နေ့မှာရပိုင်ခွင့်ရခြင်းအခက်အခဲဖြစ်ရှင်းခြင်းဘဝတိုးတက်ခြင်းကြောင့်ပဲနှစ်ရက်နေ့မေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်အလိုပြည့်စုံမယ်ဒါပေမဲ့အဲ့ဒီမှာဟာရကျန်းအသွားလာကျူးဆန်းရမယ်ရှစ်ရက်ကိုတည်သွားစရာညရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့ကိုးနိုင်ကြပို့ပြီးတော့သတိထား တော့ရဲ့နေ့ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်။ကိုနဲ့ရင်ဆိုင်သွားလို့ကိုထိတ်တဲ့ရင်ဆိုင်ပြီးတော့ကိုအနံ့ရနိုင်တယ်။လေးရဲ့နေ့တော့တတိထားဝေချေးပေးယူကိစ္စစားတတိထားအငင်းဘွားမယ်ထင်လွဲခံရတဲ့တဲ့ပြဒနာဖြည့်ရှင်းရတဲ့တဲ့အဲ့ဒီလေးရဲ့နေ့ကရံများမယ်။၅ရဲ့နေ့ကျတော့အရာရာရှင်ပြေးသွားပြန်ဟန်ရော။မိကောင်းဆွေကောင်းတွေလည်းအထောက်အကူတွေလည်းရအရာရာကံကောင်းခြင်းတွေလည်းကျုံ။၆ရဲ့နေ့မှာလူမျိုးခွဲအကျိုးပေးပြောင်းလဲတဲ့တိုးတက်မှုတွေရှိ။ ခွန်ရည်နေရငွေချေလုပ်ငန်းစီးပွားဘဝရေးရအပြားပြားကောင်းခြင်းကံတွေကြုံမယ်ဒီတစ်ပတ်အတွင်းတင်းငွေတွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တင်းလာကြသားပရိနေမွေးသူတွေစိတ်နှောက်ရှက်ပေးလိမ့်မယ်နှစ်ခုကိုကနံကြိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆန္ဒပြပြလုပ်ရလိမ့်မယ်အထူးဆောင်ရွက်ရမယ့်ကိစ္စကဧပြီလ10ရက်နေ့တကူလာရဲ့ပထမဆုံးအင်္ဂါနေ့အဲ့ဒီနေ့မှာဖျောက်သွားမယ် ဗုဒ္ဓတော်မှာသွားပြီးတော့ပတောင်းညွန့်စတဲ့ညွန့်လူမဲ့အချိန်မနဲ့9နိုင်တိတိမှာသွားရောက်လောက်ရမယ်ထူးခြားတဲ့အကျိုးဆက်ကိုရမယ်ဆူတောင်းပြည့်လိမ့်မယ်လက်တွေ့ဆောင်ရွက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ10ရက်နေ့ရက်နေ့ခွန်ရည်နေတော်တွင်မှာအပြိုင်ဆိုင်တိုက်ခါလုံးကိုကြော်ပြီးတော့ဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့နေသားကောင်းကိုကြုံမယ် ရှင်ပြိုင်မှုမှသမျှအောင်မြင်ခြင်းရှိပဲကိုလုံးသမျှလူသည့်ထေရှားဖြစ်ပဲနာမည်ကြော်ကြားခြင်းကိုလိုလားသူတွေဒီချိန်မှာကိုလုံးတန်ကြော်ကြားသွားပဲလျှို့ဝဲပြီးလှုပ်ခြင်းတဲ့သူလှို့ဝဲလို့မရဘူးလူများကိုစောင့်ကြည့်နေပဲကိုလုံးတန်အားလုံးကိုလည်းဝေဖန်ကြနေပဲအဓိကကတော့ဒီချိန်မှာကောင်းသောအကျိုးပေးသောအနေထားနဲ့ကောင်းသောကြော်ကြားမှုအတွက်ကိုရရှိနိုင်တဲ့ကာလပေါ့ငွေကြေးကိုစုလို့တော့မလွယ်ဘူး စုထားတဲ့ငွေတွေတောင်ဒီကလသုံးပြရမှာဒီအချိန်မှာလုပ်တဲ့ကိစ္စသူများအတွက်လုပ်ပြရတဲ့နေသားများနေအရာရာဆင်ပြေမယ်လုပ်သမျှအောင်မြင်မယ်တိုးတက်မယ်ရှင်ပြန်မှုမှမများလဲအောင်မြင်လိမ့်မယ်နေ့ရက်နေ့ရန်တိုက်ခံနေတဲ့ကိုထိတိုက်တွေ့ရတဲ့သူတစ်ပါးကြောင့်ကိုရွေချက်တွေမှာနှောင်းနေချင်းချုပ်မယ်အဲ့ဒီနေ့မှာလေမဟာရကျန်းနဲ့တိုက်ဆိုင်နေတော့အသွားလာဂိယူဆိုင်ရမယ်သူချင်းအရှိရကုန်တီသွားစရာနေရှိတတ်တယ်မနဲ့ခွန်နိုင်ခွဲနဲ့ကိုနိုင်အတွက်သိတ်သတိထားရမယ် တော့ရည်ရည်ရတော့အရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်။လေးရည်ရည်မှာမထင်မှတ်ပဲခီးကိစ္စဆင်ပြေမယ်။ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းနဲ့ကြုံမယ်။မားရည်ရည်မှာရီမန်းမထားပဲငွေဝင်လိမ့်မယ်။လက်ပွင့်လိမ့်မယ်။လုတ်ကန်ဆင်ပြေလိမ့်မယ်။၆ရည်ရည်ကရန်တက်ကန်နေနဲ့ထိတ်တိုက်တွေ့ရတာကြုံတယ်။ခုံးရည်ရည်မှာကိုပိုင်ဆုံးဖြတ်ချက်မှန်တယ်။လုံးသမျှဆင်ပြေမယ်။စတင်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုဖန်တီးနိုင်တဲ့ အနေထားကောင်းကိုဂျုံလိုက်မယ်တနည်းလာနေသောကြံနေ့စနေနေ့မွေးတဲ့သူတွေကောင်းချိုးပေးလိုက်မယ်တနည်းကနေနေဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်ပါတယ်လေးခွန်ကိုကနံချိုးပေးတယ်အညိုရောင်ပြန်ရောင်နှုတ်တရောင်တို့ကိုဝှက်ဆင့်သုံးဆွဲပြီးလောရှိရကိစ္စဆောင်ရွက်နိုင်ပါတယ်တကူးလာရဲ့ပထမဆုံးသောအင်္ဂါနေ့ဖြစ်တဲ့ April 10ရက်နေ့အဲ့ဒီနေ့မနေ့9နိုင်ချိန်မှာဖျားစီတီရဲ့ဗုဒ္ဓတော်မှာပတောင်ဆက်ညွှန်သွားတင်ပြီးတော့ အလိုရှိရာဆူတောင်းမှာဒါမျိုးရပဲခွင့်ခွင့်ရေးကိုရှားတော့ယူပါတနည်းမှမှတည့်ရတည့်ရမှမှဒီချိန်လေးမှာဆူတောင်းပြည့်တဲ့ကံကြမ္မာလူသားတွေအတွက်မားဆက်ကြဘလာရဲ့စွမ်းတစ်ခုကဖန်တီးထားတယ်အဲ့ဒါလက်တွေသုံးချအကျိုးရှိနိုင်မယ်ကျေးဇူးတင်ပါတယ်